အလုံးဝမင်္ဂလာပါကျွန်တော်ကိုတက်တော့ကမိတ်ဆွေတယောက်က Windows 11ပေါ့နော် Windows 11တင်လို့ရတဲ့ Windows 10ကိုဘယ်လိုလုပ်ရလဲဆိုတာလေးကျွန်တော်မေးထားလေးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်ပြန်ဖြေပေးပါမယ် Windows 10ကိုမလုပ်ခင်မှာကျွန်တော်တို့က Windows 11 ISO file အရင်ဆုံးတောင်းအောင်မှဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဒီဗီဒီယိုလေးကတော့ Windows 11 ISO file ကိုဘယ်လိုတောင်းရလဲဆိုတော့ကျွန်တော်ပြောပြပေးထားတာပါအရင်ဆုံး browser တစ်ခုခုတည်းကိုဝင်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်ဒီမှာရေးပြထားသလိုပဲ Windows 11 ISO download ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုလို့ရှိရင် Microsoft ရဲ့ Devin website တွေကိုရောက်သွားပါလိမ့်မယ်ကျွန်တော်ကဒီအပေါ်ဆုံးမှာမြင်နေရတဲ့ Microsoft လေးကိုနှိပ်လိုက်ပါ ဒါဆိုရင်တော့အခုနေရာမျိုးရောက်သွားမှာပေါ့နော်အဲလိုကိုကလေးလာတခြား window တွေလေးလာခြင်းနဲ့ဆိုရင်ဒီမှာ software download ဆိုတာလေးကိုတခြားနှိပ်လိုက်ပါအဲ့ဒီမှာလဲ window 11 ten 8.17ဆိုပြီးတော့အစင်လိုက်အရင်ထွက်ခဲ့တဲ့ window တွေအစင်လိုက်ပေါ်ပြပေးတာရှိပါတယ်အဲ့တော့ဒီမှာကို down ခြင်းနဲ့ iso file ကို download ရတယ်ကျွန်တော်ဒီမှာ window 11ရဲ့ iso file ကို download ပြပါမယ်အရင်ဆုံးအဲ့ဒီအောင်နှိပ်လိုက်ပါ တရားဝီဆိုရင်ဒီမှာအပေါ်က assistant ဆိုတာကိုကျွန်တော်တို့ကမှ download နဲ့အပေါ်ဆုံးက download window 11 days miso file ဆိုတာလေးကျွန်တော်က64 device ကိုကျွန်တော်က download ပါဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်လုတ်ပေးရမှာက window 11ဒီအောင်နှိပ်ပေးရမယ်ယူပေးရမယ်ပြီးလို့ရှိရင်ကျွန်တော်အောက်က confirm ယူလိုက်ပါ confirm ယူလိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ language ကို choose လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ဒါကျွန်တော်တို့မှာတုံးနေကြ United State ကိုပဲကျွန်တော်ကတော့ လုပ်လိုက်ပါမယ်ကိုသက်ဆိုင်ရာ language ကိုလုပ်ရှင်တဲ့ language လုပ်လို့ရပါတယ်ပြီးရင်ကျွန်တော်ဒီမှာ confirm ပေးလိုက်ပါမယ် confirm လိုက်ပြီဆိုတာလည်းဒီမှာ ကျွန်တော်တို့က download window 11 english 64 phase ဆိုတဲ့ဟာကြာလာပါပြီကျွန်တော်ဒီမှာ download ရမှာဖြစ်ပါတယ် maybe kick ကတော့တော်တော်များမယ်ထင်ပါတယ် အာဒီမှာ7.2 kit တောင်ရှိတယ်เนาะကျွန်တော်ဆိုဒီမှာ down chain က internet load နေဆိုရင်2 hour လို့တောင်မှပြထားရေပေါ့เนาะဒါဆိုလို့ရှိရင်တော့ကိုကဒီ7.2 kit ကို down ပေးရမှာဖြစ်ပါတယ်တော့ဒါလေးကတော့အခု DVD လေးကတော့ Windows 11 25H2 ရဲ့ 64 fa iso file အောင်တောင်းပြတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။နောက်လာတဲ့ဗီဒီယိုမှာကျတော့ Windows 11တင်လို့ရတဲ့ memory stick ကိုဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားပါမယ်။အားလုံးပဲစောင့်ကြည့်ပေးကြပါဦး။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြပါမယ်။